မီးတို့အားလုံးပဲမင်္ဂလာပါဆရာဦးနေရအခန်းတင့်ရဲ့အပိုင်းတင့်ရဲ့ဆရာဦးနှစ်ကိုတင်လို့ပြီအခုအပိုင်းဝဲလေးသုံးလာပိုင်းဝဲလေးသုံးရပါလေထင်ရှားကြော်ကြားသောသိပ္ပံပညာရှင်ညာဆိုတော့ဒီအခန်းမှာတော့တော်တော်သမီးတို့ငါးယောက်လောက်ပဲပြောထားမှာပေါ့နော်အဲဒါနဲ့အဲ့ငါးယောက်ပဲမဟုတ်ဘူးလေသိပ္ပံပညာရှင်ညာအများကြီးရှိတယ်ဆိုတော့တော်တော်သမီးတို့ စက်မီပြီးကျင်တယ်ဆိုရင်နောက်သမီးကိုဖုန်းရှိတယ်ဖုန်းထဲမှာ Google ရှိတယ်အော်ဒီတော့ Google ထဲမှာဘယ်လိုရှာမလဲအားလုံးသမီးတို့ F A M O U R famous ပြီးရင် L C I E N T I S T S scientist famous scientist ထင်ရှားကျော်ကြားသောသိပ္ပံပညာရှိများဆိုတဲ့အဓိပ္ပာယ်ကိုအင်္ဂလိပ်အဲလို Google ထဲမှာရှာလိုက်ပြီးဆိုတာနဲ့တားလို့တမီတို့ပုံလေးကြာတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တားလို့တမီတို့လေ့လာပုံရဘူးဆရာပထမတစ်ယောက်ကိုစပြောမယ်တွေ့လားပုံမုတ်ဆက်ပွင့်ရဲ့နော်သူ1942ခုနှစ်မှာပွင့်တယ်1920ခုနှစ်မှာတည်တယ်သူတို့ ဒီသူအသက်ရှင်စဉ်ကာလမှာသူဘာတွေရှာဖွေတွေ့ရှိခဲ့လဲဆိုတော့ဟုတ်ပါ့။သူ့ရဲ့နာမည်ကဘူးလဲ Greyhound Bell သူ့ရဲ့နာမည်က Greyhound Bell Greyhound Bell သူဘာတွေရှာဖွေတွေ့ရှိခဲ့လဲဆိုရင်သူတီထွေမှုတွေကဘာတွေလဲဆိုရင်တယ်လီဖုန်းအခုတွေ့တဲ့ဟိုတက်စ်ဖုန်းတွေတော့မဟုတ်ဘူးတိဘက်ဖုန်းတွေလည်းမဟုတ်သေးဘူး။သူကသူကတွေ့ခဲ့တဲ့တယ်လီဖုန်းပြီးရင်ဖိုတိုဖုန်းဖိုတိုဖုန်းဆိုတာဘာလဲဆက်သွယ်ရေးကိရိယာတစ်မျိုးပြီးရင် audio meter မြန်မာလိုရေးထားတာလေးတွေတော့မြန်မာလိုအတန်ပဲပေါ့ audio meter နံပါတ်3ကအင်္ဂလိပ်လိုလေးသိအောင်ပြောနော် audio meter အတန်ပြတ်သားမှုကိုတိုင်းသောကရိယာအတန်ဘလောက်ပြတ်သားမှုရှိလဲဆိုတော့ audio meter နဲ့တိုင်းရင်ပြီးရင်တတူရှာဖွေဆက်တတူရှာဖွေဆက်တွေကဘာတွေလဲဆိုရင်ဆရာတို့ဒီအဲဒီ ဝင်းကျင်မှာဒီဝင်းကျင်မှာအဲကြောင်ပြီးသွေးထွက်လာနော်ဆိုတော့ရင်းရံထွက်လာဘာထွက်လဲဒါတွေကိုတိုက်တာရဲ့ဆက်တွေကိုလူတီထွင်ခဲ့လဲ greyhound bell ဒီထွင်ခဲ့သူရှာဖွေတွေ့ရှိခဲ့လို့အခုတော့တောင်းတသမီးတို့ဟာအစင်စင်မြင့်နေပြီးတော့အားရလဲ test form တွေကိုတော့ဟုတ်နော်တောင်းသမီးတို့ဆက်ကြည့်နောက်ရောက်ဘူးလဲ Thomas Edison သူရဲ့နာမည်ပြည့်စုံက Thomas Edison တော်မဲ့အဲဒီဒီထောင်ရှိအောင်49ခုနှစ်ခုနှစ်မှာမဟုတ်ဘူးထောင်ဘော33ခုနှစ်မှာဆွမ်းပါတယ်သူရဲ့နော်အသက်ရှင်နေကာလမှာဘာတွေကိုတည်ထွင်ခဲ့လဲဆိုရင်လျှက်စစ်ဆွမ်းရင်တော့အလင်းမီတီရှုပ်သွားတယ်လျှက်စစ်မီတီဆိုရအလင်းဆွမ်းလျှက်စစ်ဆွမ်းရင်တော့အလင်းမီတီဆိုရှုပ်တယ်နော်လျှက်စစ်မီတီကိုရှာဖွေတည်ထွင်ခဲ့တယ်ပြီးဘက်ထရီကိုတည်ထွင်ခဲ့တယ်ပြီးတော့ဓာပြချင်းနဲ့စတာကိုတည်ထွင်ခဲ့တယ် ချင်းနဲ့တော့ပါတော့ဘူးကြီးကတော့ခင်မမီတော့တော့တောက်သူမျိုးမသိတော့เนาะတပြားတော့ချင်းနဲ့တော့သူတို့ဘာလို့လဲတောင်းတယ်အရီစင်တောက်သူမျိုးတို့သိအောင်ပြောပါမယ်အတန်းကြီးလာရင်အရီစင်ရဲ့ရှာဖွေတွေးရှိချက်တွေကိုတောက်သူမျိုးတို့ယူပါပေတာဘာသာရမှာတေချာသင်ရတယ်နောက်ခု Mary Jury အတန်းထွက်မယ် Mary Jury Mary Jury က1869 1934ခုနှစ်မှာတည်ဆုံးခဲ့ပါတယ် သူရဲ့ရှာဖွေတွေ့ရှိချက်ကြီးယူဘောဗေဒပညာရဲ့မှာရောဓာတုဗေဒပညာရဲ့မှာရောအံတမအတုံးဝင်ခဲ့ပါတယ်။ဒါကြောင့်မို့သူ့ကိုဆရာတို့ကယူဘောဗေဒနဲ့ဓာတုဗေဒရဲ့မင်းသမီးလို့တင်စားပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူဒီဒီရေဒီယိုတတိကြွသူ့ဒေသနာကိုလှုပ်ဆောင်ခဲ့တဲ့အခါမှာဒီရေဒီယိုတတိကြွတဲ့ဓာတ်ဒီကြောင့်သူ့ရဲ့အသက်ကိုဝင်စည်းခဲ့ရတယ်။ဒါကြောင့်မို့သူ့ကိုဆရာတို့ကဒီရေဒီယိုတတိကြွတဲ့ နော်သူ့ဒေသနာတွေကိုလှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်မရီဂူရီယာနိုဗယ်ဆုကိုရရှိခဲ့ပါတယ်နော်မရီဂျူရီအကြောင်းဆရာနောက်ကြရင်ဒါရုဗီရာနဲ့ယူဘဗီရာမှာမရီဂျူရီရဲ့တွေ့ရှိချက်တွေကိုတောင်းပြီးတော့သင်ရတယ်နော်တောင်းအောင်ယူပါလိနောက်ထပ်ကျွန်တော်နောက်ထပ်နှစ်ယောက်ကိုဆက်ကြည့်နောက်တစ်ယောက်ကဘလူးလဲဆိုရင်အလက်ဇန်ဒါဖလီမင်းနဲ့ဘလူးလဲအလက်ဇန်ဒါဖလီမင်း အလက်ဇန်ဒါဖလီမင်းက1881ခုနှစ်1995မှာသိဆုံးခဲ့တယ်။သူရဲ့ပုံလေးအလက်ဇန်ဒါဖလီမင်းအလက်ဇန်ဒါဖလီမင်းတို့မြန်မာနိုင်ငံမှာဆိုရင်တော့မတွေ့လေ။ပုံမျိုးစိတ်တွေတွေ့တယ်။နောက်အဲ့ပုံမျိုးစိတ်တွေတွေ့ရင်မလုပ်နဲ့။ဘယ်ဆိုရဲနဲ့ကြော်စားလိုက်။ဘောက်ခုအလက်ဇန်ဒါဖလီမင်းကတော့ပုံမျိုးစိတ်တွေတွေ့ရင်ဒီပုံမျိုးစိတ်ကနေပနက်ဆလင်ဆိုတဲ့ဆေးကိုထုတ်ခဲ့တဲ့အတွက်ကြောင့်လို့တောက်မျိုးကိုပနက်ဆလင်ဆေးကိုထိုးလို့ရဖြစ်တယ်။အခုပနက်ဆလင်ကတော့တောက်လို့ရတဲ့ဆေးတွေပေါ့နော်။ ပြီးနောက်ခုက Roslyn Franklin เนาะသူ့ Franklin လို့ရေးနေတယ်သူက Alien Lin လို့ထွက်တဲ့ကြောင့်မျိုးဆရာတော့ Lin လို့ပဲထွက်ပါတယ်သူ့တိုင်းရောငါလည်းဝန်ဆောင်နှလုံးပေါက်အတန်လေးပို့ပြီးဆရာထွက်လာတယ် Roslyn Franklin Roslyn Franklin ကို1920 1958မှာ1920မှာမူရီ1958မှာပွဲလုံးခဲ့တယ်သူ့ပုံလေးကိုကြည့်မင်းမီလိုလိုပါလို့ ਨੇ တွေ့လားအဲရှယ်ပဲတိတ်ရမြာရှင်လို့တော့မထင်အောင်เนาะချောလိုက်ရိုစလင်းဖရန်ကင်ဘာလို့တွေ့လဲဆိုတော့ DNA တဲ့ ်ဘာလဲမသိဘူး DNA ဆိုတော့မသိဘူးเนาะ RNA RNA ကဘာလဲမသိဘူး DNA RNA ရဲ့ molecule ကြီးဆိုတော့တော့ဒီ DNA RNA ဆိုတော့အတိမသိဘူးဒါမဲ့ဟိုသူ့ရဲ့အဲဒီအရှင်ကောက်ဒီသူ့ရဲ့အကြောင်းတွေကိုတော့တောက်တမီကို biology မှာသင်ရတယ်။ဒါနဲ့အခုဆရာပြောပြ DNA RNA ဆိုတာမျိုးမျိုးဟိုစက်ခံအောင်ဆရာပြောတာ။ လူဆရာရဲ့ဇပင်မွေးလေးရပြီဆိုရင်ဆရာရဲ့သားသမီးကဘယ်လိုလဲဆရာရဲ့ဆွေမျိုးကဘယ်လိုလဲဆရာရဲ့မိမရဲ့ DNA နဲ့ဆရာရဲ့ DNA တူတာဆိုတော့ဇပင်မွေးလေးတမွေးရတာအစားတိုက်ရရအဲ့ဒါ DNA RNA ရဲ့သဘောတဘာပါဟုတ်အချင်းချုပ်ပြောတာပေါ့နော်သူရဲ့ DNA RNA ရဲ့အတုံးဝင်ပုံကြီးနော်လောက်ဆောင်ချက်ကြီးအပြန်ပါဟိုဟိုပြောမယ်ဆိုရင်ကျက်ပြက်နေပေါ့နော်အဲ့ဒါနောက်ကြရင်သူ့ဘိုင်းရောက်ဆက်နေနေ ကုသယောဂဘိုးတမျိုး bias ရဲ့တဲ့ယောဂဘိုးတမျိုး bias ရဲ့တိစောက်ပုံမျိုးရှောက်ပေးတွေ့ရှိခဲ့အဲ့ဒါဆိုရင်သူ့ရှောက်ပေးတွေ့ရှိခဲ့ကိုတွေ့ပြီးတော့ဆရာပြောနေအဲ့ဒါဆိုရင်သူဒီဇီဝပေကပညာရှင်ပေါ့နော်သူကဇီဝပေကပညာရှင်ဖြစ်ဖို့ညာရဲ့ဘာလို့လဲဆိုရင်သူ့ရဲ့တွေ့ရှိချက်တွေဒီ DNA RNA နဲ့ပြီးတော့ virus ရဲ့တိစောက်ပုံကိုတွေ့ရှိခဲ့ဘယ်နှယောက်ပြောခဲ့လဲ9ယောက်ပြောခဲ့အဲ့ဒီ9ယောက်ကိုသိပြီဆိုရင်ကျွန်တော်ဆက်ကြည့်ရအောင်အဓိကအချက်ကကျွန်တော်ဒီ အပိုင်းခွဲလေးမှာတင်လိုက်ရတဲ့နေရာမှာအဓိကအချက်ဘာရလဲဆိုနီးရပါနီးရပါဆိုတာဘာလဲနီးတဲ့အရာကိုမှတော့ပြောနီးရမှဆိုတော့ law law ဆိုတာဆန်တဲ့ကြက်တစ်ခုကိုအချိန်ချိန်ပြုလုပ်ပြီးတွေးရှိတော့သူ့ဒေသနာမှန်ကန်ချက်များကိုဖော်ပြချင်ဥပမာတလာတောင်ဝင်ရုံးစုံနဲ့မြောက်ဝင်ရုံးစုံနီးကပ်စွာထားရင်ဘာဖြစ်မလဲစွဲငင်နဲ့တောင်နဲ့မြောက်စွဲငင်အဲ့ဒါဘာလဲတန်လာဤနီးရပါဟော ဟုတ်ပြီနော်နှစ်လိုက်နေရတောင်ဘက်နဲ့မြောက်ဘက်နဲ့တောင်ဝင်ရိုးစွန်းမြောက်ဝင်စွန်းဒီကသာထားရင်ဆွဲနေတောင်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းဒီကသာဆိုရင်ဘာဖြစ်မလဲတုံးကန်မြောက်ဝင်ရိုးစွန်းမြောက်ဝင်ရိုးစွန်းဒီကသာထားရင်ဘာဖြစ်မလဲတုံးကန်အဲ့ဒါပါလေနှစ်လိုက်နေရမှာပေါ့ဒါနေရမှာပဲမဟုတ်ဘူးလားဒါကြောင့်မလို့နေရမှာဆန်းသက်ချက်တစ်ခုခုကိုအချိန်ချင်းပြုလုပ်ပြီးတော့တွေ့ရှိရဲ့သူ့တည်တနာမှန်ကန်ချက်ကိုဖော်ပြအဲ့ဒါပါ နီယာမာလောတောင်းတမျိုးနောက်ဆိုရင်ယူပါမေကနီယာမာရေဓာရုမေကနီယာမာရေဇီဝမေကနီယာမာရေတိတ်ပံနီယာမာရေကိုသင်ရမှာโอเคဆက်ကြည့်တောင်းတမျိုးအဲ့ဒါဆိုရင်လေ့ကျင့်ခန်းလေးဆက်ကြည့်ရအောင်လေကျင်းကမှာတောင်းသမီးတို့အရှိမတိတ်ကမညာရှင်တွေအကြောင်းကိုပြောပြပြီဆိုတော့တိတ်ကမညာရှင်တွေရဲ့တီထွင်မှုကိုလည်းတောင်းသမီးတို့သိပြီဟုတ်ပြီနော်ဆိုတော့တောင်းသမီးတို့အဲ့ဒါဆိုရင်တောမတ်အရီစင်ရဲ့တီထွင်မှုကိုအတုံးချပြီးတော့ပြုတ်လုပ်ထားတဲ့တက်ပတ်ဝန်းကျင်မှာတွေ့ရတဲ့ပစ္စည်းတွေကိုစီးရင်ပြုစု ဆရာသိမ့်မှန်မင်းကလေးကပြောရဲတောင်းသမီးတို့ကို open ဖွင့်ပေးထားတယ်တောင်းသမီးတို့ကြိုက်တာဖြစ်အကုန်မှန်တယ်ဒါမင်းဆရာအဖြေကိုဆရာဖြည့်ပေးထားတယ် player စီမီဒီ player စီမီကြောင့်အများကြီးရှိသေးတယ်ပုံကိုဖြည့်လို့ရအောင်ဆက်ကြည့်အောက်ပါရုံးကိုရှင်တွဲပါအောက်ပါရုံးကိုရှင်တွဲပါဘယ်နှခုရှိလဲတောင်းသမီးတို့စောင်းထဲမှာကြီးလိုက်ရင်ဘယ်နှခုရှိလဲ၅ခုရှိတယ် ကာဂျီခေါင်ဝေးကားငယ် over slide ကကာဂျီငါတင်းနှင်းသုံးလင်းငါရှိဆိုတော့ဆရာက slide ပြည့်အောင်တော့သုံးခုစီပဲဆရာပြပြီးတာတောင်းကြည့်ဟိုဆရာတက်ကြီးကိုရပြီလားကျက်ဆရာမလုံးတော့မှတ်မိတယ်နော်အဲ့ဒါဆိုဆရာတို့ဖြစ်တယ်တယ်လီဖုန်းကိုတီထွင်ခဲ့တယ်တယ်လီဖုန်းကိုတီထွင်တာ Alexander Fleming လားဟုတ်ဘူးနော် Mary Curie လားမဟုတ်ဘူးဘယ်လိုလဲ Graham အဲဆိုတော့တောင်းကြည့်လို့ဘယ်လိုဖြစ်လဲကာဂျီ ဒန်တော့တောင်းပြီပြန်ကူးစီရတယ်မလို့ဒီလိုတွေချစ်စီရတယ်မလို့ကာဂျီဒက်တော့ဒါပနာစလင်ကိုထုတ်ရန်မှုမျိုးစက်ကိုတီထွင်အဆောရီစတင်ပြရှိခဲ့တဲ့သူကမယ်ရီဂျူလီယာအမယ်ရီဂျူလီယာတတ်တူကိုတတ်တူကျော်ဆောရီအရေဒီယိုတတ်တူကျော်တော်တွေ့တာအလက်ဇန်နာဖရီနီယာတွေ့ဆိုရင်ခါဝဲအကောင်းဆုံးပြီးတော့ဗားတဲ့ပြောင်းနဲ့တင့်နေတယ် ရေဒီယိုတတိကြွတာကိုသူတွေကပြုလုပ်ခဲ့တယ်သူဘယ်လိုလဲမယ်ရီဂျူရီကားနေတယ်နောက်ပြီးတော့ဘာလဲလွန်လဲနှင်းနေတယ်ဒီ RNA RNA ကိုနော် molecule တိဆောက်ပုံတွေကိုတွေ့ရှိခဲ့တာဘယ်လဲ Roslin Franklin Roslin Franklin အဲ့ဆိုတော့ကောင်းစီမျိုးဒီမှာဖြေပေါ်ပြီးဂါကြီးအားဘာနဲ့ပြောနေငားနေတွေ့မှာ player စွိုင်းရင်တော့အလင်းနှစ်မီဒီကိုတည်ထွင်ခဲ့တာလို့လဲတောင်းမဲ့အယ်ဒီစင်ကောင်းစီမျိုးဒီဖြေတွေဒီကူးချားနဲ့ဖြေနေမဟုတ်ဘူးเนาะကွက်ကိုတင်ထားနဲ့အဖြေဟုတ်ပြီเนาะကဲဆက်ကြည့်တင်ဒီတဲ့မိဒီတိတ်တမညာရှင်ကိုအားကြပါတည်းတဲ့အဘဲကြောင့်ကြီးတဲ့ဆိုဆရာက တောင်းသမီးတို့ထက်ပုံပြီးတော့အတန်းအဲတင်ညာပုံတိတဲ့အတွက်ကြောင့်လို့ဆရာကတော့တောင်းသမီးတို့ဖတ်စာအောင်ထဲမှာမပါတဲ့၅ရောက်ကအဲ၅ရောက်အအပြင်ဆရာပုံတိထားတဲ့အတွက်ကြောင့်လို့ဆရာတိတဲ့ဘုဟုသုတောင်းတောင်းသမီးတို့ညှာကျောင်းသားများစိတ်ကြိုက်ဖြေဆုံးနိုင်ပါသည်ဆိုတော့တောင်းသမီးတို့ဟာဘရီယန်ဘဲထည့်နေရတယ်။ဘာလို့ဘရီယန်ဘဲကိုထည့်တာလဲ?တယ်လီဖုန်းကိုတွေးခဲ့လို့မရီဂျူဒီယိုထည့်နေရတယ်။ဘာဖြစ်လို့လဲ?ရေဒီယိုတတိကြွတာကိုတွေးခဲ့လို့ ။ဒါအိမ်မဲ့ဆရာကတားတော့တမီးတို့ကိုနော်အတန်းကြီးတဲ့အခါတခါရင်ဂျင်းကြီးကျွမ်းဝင်မှုရအောင်လို့ဆရာကနော်အဲတိတ်တန့်ပညာရှင်နှစ်ယောက်အကြောင်းကိုပြောပြဒီတိတ်တန့်ပညာရှင်တွေ့လာတော့တမီးတို့မိုက်ကစမင်းနဲ့ရှယ်ရဲစမင်းရှယ်ရီနဲ့ဘလူးနဲ့အိုင်းဆပ်နျူတန်သူရှင်းမှာသူ့စာဝတ်ဒေတာတွေအတွက်ကြောင်းလို့ သူ့ရဲ့နာမည်အပြည့်ဆုံးမှာဘွဲလေးပါထည့်ပြောရင်တော့ Sir Isaac Newton ဟာ Isaac Newton ဘယ်လိုလဲဘုမော Sir Isaac Newton ဘယ်လိုလဲဒီပုံနဲ့ဒီပုံကလူတွေကဘယ်လိုလဲ Sir Isaac Newton ပဲသူကဘာတွေ့ကြလို့သိတဲ့မြညာရှင်တွေမှာအကြရတာလဲဆရာရွေးရှားမှုဆိုင်ရာနီးရာမှာများအကြောင်းကိုရှင်းပြခဲ့တယ်ဆရာရဲ့နော်သိမင်မင်ကိုလက်တီနဲ့ထိုးလိုက်ပါလို့လိုက်တာတက်ရောက်လိုက်တာ အဲ့ဒီအပင်ဟာဆေးအောင်လည်းပြန်ပြီးတုံ့ပြန်နေတယ်တယောင်မှုနဲ့တုံ့ပြန်မှုအဲ့လိုမျိုးရွေးချယ်မှုဆိုင်ရာနိယာမတွေအကြောင်းကိုရှင်းပြခဲ့တဲ့အတွက်ကြောင့်မို့သူ့ကိုဆရာတို့ကအားချဆရာအားချနော်နောက်တစ်ယောက်ဒါကရှင်းအောင်လည်းမှာအဖိုးကြီးလည်းမှာအားချရဲဆိုတော့ဆရာစာရေးဆက်စနေပြန်အောင်အားချဒါနဲ့နည်းနည်းခစ်တင်ထဲမှာမင်းသားထဲမှာမင်းမင်းသားကိုအားချလဲဆိုရင်ဆရာက Albert Einstein အားချ Albert Einstein ကခင်ဗျယူပါမလို့ဆိုင်ရာနိယာမများအကြောင်းရှင်းပြနိုင်တယ် ဒီသိပ္ပံပညာရှင်ကစာ sorry အဲ Albert Einstein Albert Einstein ရဲ့ထင်ရှားသောဉာဏ်မှာတစ်ခုရှိတောက်မျိုးသိအောင်လုပ်ကြတယ် E equal to mc square. How we know? E equal to mc square ဆိုရယ်နေရာမှာကသူရှာမှုတွေ့ရှိချက်ထင်မှာ။ဘာဖြစ်ဆုံးလဲဆိုရင်ထင်ရှားဆုံးနဲ့ ။နောက်တစ်မျိုးသိအောင်နော်။အာစတိုင်းအာစတိုင်းလို့ဝန်ကြီးတာအာစတိုင်းကဘာဖြစ်လို့နာမည်ကြီးတာလဲ။ခေတ်သင်းယူပါဗေဒဆိုင်ရာဤအမများအကြောင်းကိုရှင်းပြနိုင်တဲ့အတွက်ကြောင့်ဘယ်လိုလဲ။ဒီအာစတိုင်းဆိုတဲ့သိပ္ပံပညာရှင်ရော။ဘယ်ရလဲ။ a = mc² ဆိုတာသူတွေ့ရှိချက်တွေမှာသူ့ရဲ့အထင်ရှားဆုံးပဲ။သိရင်ဘာတွေမှရှား၊ဒူရဲရဲမှရှားကြည့်။နော်။ ခမ်းပူချိန်နဲ့ဖြားလာတဲ့အခါပူပူချိန်ကိုပြို့ဖို့အတွက်မိသီကရိယာဖြင့်တိုင်းတယ်နေပြီတဲ့ခလေးတော်ပြီးဘာနဲ့တိုင်းလဲတာမိုမီတာတိုင်းဒါနဲ့တာမိုမီတာဆိုတာအခမ်းမှာချိန်တဲ့တာမိုမီတာကိုဂျိုင်းကြတဲ့ထိုးထည့်လို့တော့မရဘူးအမအခမ်းမှာတိုင်းတဲ့တာမိုမီတာနိုင်ငံကတာမိုမီတာကျွန်တော်ပို့အပူချိန်တိုင်းတဲ့တာမိုမီတာအသက်သက်တစ်ခုနဲ့တစ်ခုမတူနိုင်ငံကတာမိုမီတာကိုခြိုင်းရဲမှာထုတ်ထည့်လို့မရဘူး ဆိုတော့အခန်းပူချိန်ကိုတည်ဖို့အတွက်အခန်းအပူချိန်တိုင်းသာမိုမီတာနဲ့တိုင်းတယ်ဒါလိုပြောပြောအခန်းအပူချိန်ကိုတည်ဖို့အတွက်ဗာနဲ့တိုင်းတယ်အခန်းအပူချိန်တိုင်းသာမိုမီတာနဲ့တိုင်းတယ်တွေ့လားတောင်းသမီးတို့မပုံလေးတဲ့နေရတယ်နော်တောင်းသမီးတို့ဆောင်းထဲမှာပုံလေးပါတယ်နော်အခုထည့်နေရတယ်နော်ဖြားလာတဲ့အခါပူပူချိန်ကိုတိုင်းဖို့အတွက်ဗာနဲ့တိုင်းတယ်ကိုမူကြိမ်တိုင်းတာဝန်တာနဲ့တိုင်းတယ်လားဒီအရင်မဟုတ်ဘူးလားအခုတော့ခင်မူတာလीဘာနဲ့တိုင်းလဲအခုနောက်ပိုင်းလေးကိုဗစ်နေဖြစ်တော့ဘာနဲ့တိုင်းလဲ ။ပင်ရစတာမိုမီတာလေးတွေတွေ့တယ်မလား။အဲအဲ့ဒါလေးနဲ့တိုင်းဒါလည်းမပါလေတာမိုမီတာပဲနော်။တာမိုမီတာကိုတီထွင်ခဲ့တော့သိပ္ပံပညာရှင်မှာမီတူမီတဲ့တောက်သမီးက9ယောက်ပဲသိတာလေ။ Graham Bell လို့နော်။ပြီးရင်ကျတော့ဒီအဲ Graham Bell သိတယ်ပြီးရင်တော့ Edison သိတယ်9ယောက်ပဲသိ။အခုကကြတော့အစ်စ်ဘာလို့လဲ James စစ်တဲ့။တွေ့နေမှာပါလေ James စစ်။တွေ့နေမှာပါလေ ဂျိမ်းစ်ဘာကိုတီထွင်ခဲ့တာလဲတာမိုမီတာကိုတီထွင်ခဲ့တာ